တောင်ပြည်တမတုံးနေမြေနောင်ချုံမြို့မှာမိမိတို့တောင်တမတော် TNRA တရှိတဲ့နေရာကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။မနေ့ဂျွန်လ9ရက်နေ့မနက်9နာရီဝန်းကျင်မှာစစ်ကောင်စီတပ်ကထိုးစစ်ဆင်လာတဲ့အတွက်ကြောင့်ပိန်နေကုန်းနဲ့ကံကြီးရွာကျေးရွာကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ကလက်နက်ကြီး28လုံးပစ်ကူတိုက်ခိုက်ခဲ့ပါတယ်။ပြီးခဲ့တဲ့ဂျွန်လ10ရက်နေ့တုန်းကလည်းနောင်ချုံမြို့နယ်က ရှောက်ချံကျေးရွာ၊ကံကြီးကျေးရွာနဲ့လက်ဗန်ကုန်းကျေးရွာတွေကိုစစ်ကောင်စီတပ်ကထိုးစစ်ဆင်လာတဲ့အတွက်ကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဂျွန်လ9ရက်နေ့တုန်းကလည်းတောင်တမတော်တရားနာရေးရှိတဲ့ကံကြီးကျေးရွာ၊ညောင်တော်ရွာနဲ့နောက်ချိုကြီးကျေးရွာဘက်မှာစစ်ကောင်စီတပ်ကထိုးစစ်ဆင်လာတဲ့အတွက်ကြောင့်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။အလားတူ ပြီးခဲ့တဲ့ဂျွန်လ၄ရက်နေ့မှာလဲစစ်ကောင်စီတပ်ကနောင်ချုံမြို့နယ်တဲကိုလက်နက်ကြီးပစ်ခတ်တိုက်ခိုက်တဲ့အတွက်ကြောင့်အမျိုးသား၂ဦးနဲ့အမျိုးသမီး၂ဦးထိခိုက်ဒဏ်ရာရရှိပြီးဒီအိမ်နှလုံးနဲ့ဖုန်ကြီးကျောင်းတကြောင်ထိမှန်ပျက်စီးသွားပါတယ်ဒီနောက်မဟာမိတ်တုံးဖွဲ့ကငလင်တန်တင့်ပြည်သူတွေကိုလူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆက်လက်လှုပ်ဆောင်နိုင်ဖို့အတွက်တပ်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ ထိုးစစ်စင်တိုက်ခိုက်တာမျိုးမပြုတ်လို့ပဲအပြည့်ရတက်တန်းတလအထက်တိုးကြောင်းဂျွန်လအနေနဲ့မှထုတ်ပြန်ထားပေမဲ့စစ်ကောင်စီတပ်ကနောင်ချုံမြို့နယ်အတွင်းထိုးစစ်စင်တိုက်ခိုက်ခြင်းစစ်အင်အားဖြစ်တင်ခြင်းဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခြင်းလေကြောင်းကနေပုံကျဲတိုက်ခိုက်တာတွေနေ့စဉ်ရက်ဆက်ပြုလုပ်နေပါတယ်ကျမလေးပေါ်စမင်းမရှိ